စုပါတယ်။ဆိုဖီယာကအခု6တောင်ကန်ချီမှာရောက်နေတာ။ဆိုဖီယာရဲ့ဆိုဖီယာရဲ့ကြားရဲ့အခုလိုမျိုးမိုးရင်ကာလဆို6တောင်ကန်ချီအငဲလာနေကြ။မျှောက်လုံးကလည်းဒီလိုမျိုးရတယ်ဆိုတော့ရမ်းကြိုက်တဲ့အတွက်ကြောင့်ပါ။ဆိုတော့ဒီတစ်ခေါက်ခီးစင်ရတော့ day 1မှာ core view မှာဆိုဖီယာတဲမယ်။ day 2မှာဆိုဖီယာ new 6တောင်မှာတဲမယ်။အဲ့နှစ်ခုတဲပြီးတော့ဆိုဖီယာတို့အဲ့နှစ်ခုမှာဘယ်လိုမျိုး activities တွေလုပ်လို့ရလဲပြီးတော့ payment ရတွေကဓာတ်ပုံရိုက်လို့အရန်လာမလို့ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ add code တစ်ခုကိုခြားနာချက်ပေါ့ ဘလို့ဖိုင်မျိုးကိုလိုချင်တယ်ဆိုရင်ဒီဟိုတယ်ကိုလာပြည့်မယ်ဆိုတော့ recommended မျိုးလေးပေါ့နော်ဆိုပြီးအဲ့လိုမျိုးလေးကအသေးစိတ်ပြပြသွားမှာဖြစ်လို့ဆိုပြရဲ့ DVD မျိုးကိုအသေးစိတ် detail နောက်ဆုံးထိကြည့်ပေးပါအောင်လို့ဆိုပြပြောချင်တယ်အခုဆိုဖီယာကတော့ဘယ်ကိုရောက်နေရလဲဆိုတော့ဒီမှာကော်ရီဗျူကိုသွားဖို့အတွက်ဆိုဖီယာတို့လာခေါ်တာကတော့ဒီကားနဲ့လာခေါ်ပြီလား ြီးရခါကျတော့ဆိုဖီယာတို့ကဟိုဘက်ဖိုကလာကျွန်းကျတော့ဒီဆက်လီနဲ့ဆိုဖီယာတို့လိုက်ပို့ပြီးမှာပေါ့နော်ဆိုတော့အဲ့တော့ဆိုဖီယာတို့အခုသွားမယ်တစ်ချက်လောက်ဆိုဖီယာတို့နဲ့အတူလိုက်ခဲ့ပြီးပါအောင်နော်ကဲအခုဆိုဖီယာတို့ကကြတော့ဖိုကလာကျွန်းပေါ်မှာရှိရဲခေါ်ရီဗျူးကိုသွားနေရပါဆက်လီနဲ့ပါဒါဆိုဖီယာတို့လာကြိုပြီးတဲ့ဆက်လီပါ ဒါတော့ဆူဖီယာတို့လာကြိုပေးတဲ့ဧည့်သူလေးပေါ့အမသာငိမ့်မိန်လေးကိုတိုင်းလို့ဒီကိုရီဗျူဟိုတယ်ကိုလာမယ်ဆိုရင် express နဲ့ပဲလာလားကိုပိုင်ကားနဲ့ပဲလာလားသူတို့ transportation လုပ်ပေးတဲ့ကားတွေလေတွေနဲ့သွားရမှာပဲဖြစ်ပါတယ်။အဲ့တော့တကယ်လို့ကိုကကိုပိုင်ကားပါလာခဲ့မြင်ဆိုရင်ချောင်းသာကန်ကြီးပေါ်မှာရှိတဲ့ကားပါကင်ဝန်းရှိတဲ့အဲ့ဒီပါကင်ဝန်းမှာကားထားခဲ့ပေးရမှာအဲ့ဒီနေရာကိုသူတို့ကလာချိုးပေးပါတယ်ရှင်။ ဟိုမှလမ်းမြင်နေရတဲ့ဟိုတယ်ကိုဆိုဖီးယားတော့သွားနေရဖြစ်ပါတယ်ဆိုတော့ဟိုတယ်လေးတော့ရောက်ပါပြီဆိုဖီးယားတို့အခုရောက်နေတာကတော့ Corview Hotel မှာဖြစ်ပါတယ်ဆိုတော့ဆိုဖီးယားတို့ပထမအဆုံး day 1ကိုတော့ Corview Hotel မှာတင်းမယ်အဲ့တော့ဆိုဖီးယားတို့ဒီ Corview Hotel မှာဘာ activity stay လုပ်မလဲဘယ်လိုမျိုးအရာတွေလုပ်လို့ရလဲဆိုတာကိုဆိုဖီးယားနဲ့အတူတူအသေးစိတ်လိုက်ကြည့်ပြီးတော့ဆိုဖီးယားဖိတ်ခေါ်ပါတယ် ဝဂန်ထရလေးတောက်ပါအောင်ဒါကတော့လော်ဘီကနေပင်လယ်ကိုမြင်နေရတဲ့မြင်ကွင်းအရန်လှတယ်ပြီးတော့နောက်တစ်ခုထူးခြားတာကဒီဟိုတယ်မှာလက်တလော့ဆိုဖီယာတို့၄ယောက်ပဲရှိတယ်ရောက်တဲ့ချိန်ကလည်းထမင်းစားချိန်ဖြစ်နေတော့ဆိုပြတော့အခန်းထဲအရင်မဝင်သေးဘူးထမင်းစားဖို့အတွက်အရင်စီစဉ်လာအောင်ပဲဆူမီနာအခုအဲဒီဟိုတယ်ကိုလာတဲ့အချိန်မှာဆိုပြတော့လာတဲ့အချိန်ကကြာတော့ အာလာတဲ့သူနဲတယ်အဲ့တော့ကျွန်တော်ဆူပီကတော့ချက်ဖို့ကိုချိုးပြီးတော့မှားထားရှည်အဲ့တော့အဲ့ဒါလေးနဲ့တစ်ချက်ပြပေးပါငါကတော့ဥပမာငါတဲ့ဟင်းနေတယ်နော်ငွေညာတိုင်းဆူပီကဥပမာလာတာညာကျတော့ဒါကငပားနေဆိုပြီးမှားထားတာပဲဒါငပားနေချိုးချင်းငါကြော်နှက်ဖြစ်မှာတင်တယ်သားကြတော့ကနန်းမဆလာချက်ဆိုပြတော့၄ရောက်ထဲလာတော့အများကြီးတော့မမှားတာဘူး။ဒါအရွက်ကျော်ဒါဘူးတီဟင်းက ဒါကြတော့အစွန်ပြီးတိုးစီယာမပီတောင်းလေးတွေရောအချိုပွဲလေးတွေရောတို့ထည့်ပြီးထားမယ်ဂျီဝလာမယ်ဆိုရင်တော့အဲလူငယ်တဲ့အချိန်လာမယ်ဆိုတော့အခုလူမျိုးချက်ပုံလေးတွေဂျူးမှာထားပေးမယ်ဒါကတော့သူ့ရဲ့ဆိုဖီယာနီနဲ့အားနဲ့ချက်ပြီးတော့နော်ပြောအရောဆိုဖီယာစားလိုက်ပါဦးမယ်။ဒါကြောင့်တော့ဆိုဖီယာတို့ဟိုတယ်ကိုသွားတဲ့လမ်းပေါ့နော်။သူ့လမ်းလေးမှာလည်းလေအပင်လေးတွေကိုစိုက်ပေးထားတာချစ်စရာလေးတွေ ဟာပြီးကြရင်ဆိုဖီယာတို့ကဒီမှာအခုဆိုဒီပေါ်ကိုတက်သွားရမှာပေါ့နော်ဆိုဖီယာတို့ယူထားတာကဒီအဆောင်ဒီမှာကစီးပြူးဘန်ဂလိုခန်းနေလဲရှိရယ်ဆိုဖီယာတို့ကကျတော့ဒီခန်းကိုလိုချင်လို့ဒီခန်းကိုတက်တက်ယူထားတာပေါ့နော်ဆိုတော့အထဲကိုတစ်ချက်လိုက်ခဲ့ပြီးဆိုဖီယာအသေးစိတ်လိုက်ပြမယ်နော်ကဲအခုဆိုဖီယာတို့အခန်းရောက်ပြီပေါ့နော်အခန်းရောက်ပြီဆိုတော့ဆိုဖီယာအခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာဗာခံစားရတယ်ဆိုတော့ပထမအဦးဆုံးခံစားရတော့သူအခန်းရဲ့ မွေးရဲ့အနံ့လေးတစ်ခုခံစားရရတယ်။အဲ့ဒီမွေးရဲ့အနံ့လေးတစ်ခုဟာဆိုပြရစိတ်ကိုအဲအေးချမ်းသွားစေတဲ့ feel လေးတစ်ခုရပြီးတော့နောက်တစ်ခုကကျတော့အခန်းလေးကလင်းတယ်လင်းလင်းထင်းထင်းဖြစ်တယ်။အဲဆိုဖီယာတို့အပြုံထွက်ကြည့်ခဲ့အိမ်နာကိုအရင်ကြည့်လိုက်မယ်ရေချွေးခဲ့အိမ်နာလေးဘူးနော်။ဒီချိုးကအိမ်နာလေးရလဲကျဲတယ်မစုံအဆင်ပြေဒီခန်းမှာဆိုပြအကြိုက်ဆုံးတစ်ခုရှိရဲအဲ့ဟာလဲဆိုတော့ like ပြမယ်ဆိုတော့ ီဟာလေးကိုခုလိုမျိုးလေးဖွင့်ပြီးရောဆဖီယာတို့ဒီမျိုးဖွင့်လိုက်ပြီဆိုရင်လုံးဝပင်လယ်ပင်ကြီးကိုအကြီးမြင်ရပြီးတော့အဲ့ပင်လယ်ကအခုကန်းဆက်ကိုရိုက်တဲ့လှိုင်းတန်နေလေးတန်နေရေတန်လေးတွေကြာတာဆိုပြီးအရန်တော့ကြာတယ်ပင်လယ်ပင်ကြီးကိုကြည့်ပြီးအေးဆေးချေးလို့ရအောင်ဒီလိုမျိုးဆိုဖာလေးလည်းပေးထားတယ်အဲ့မမကိုကြိုက်တဲ့စောက်လေးတွေဖတ်မလားတငယ်ချင်းတွေလာတဲ့အခါကျရင်ဒီနားလေးမှာပဲတခုခုစကားလေးတွေပြောကြမလားဆိုဆိုဖီယာဒီနားလေးလည်းအရန်တော့ကြာပါလေ Feet, waves touch like a beat Golden skies all around Where the love is found Breezes whisper a song Nights that never feel wrong Moonlight dances so bright In this endless night တဲ့အားသာချက်က EC လို့ကောင်းတယ်ပြီးတော့ကျွမ်းပေါ်မှာကလည်း ECB privacy ဖြစ်တဲ့အတွက်လွတ်လပ်စွာဓပုံရိုက်အနားယူလို့ကောင်းတယ် Sophia ရောလွတ်လွတ်လပ်လပ်နီလောင်ခဲ့တယ်ပါသေးတယ်59ရန်ကန်းကြီး59ရန်ကန်းကြီးဟုတ်ကဲ့ တကားဤကစီရကန်းချီဘာကန်းချီလို့မသိဒီဟိုတယ်ရဲ့ဟိုပတ်ချမ်းမှာကန်းချီတစ်ခုရှိတယ်အဲ့ကန်းချီတစ်ခုကိုဆိုဖီကတော့သွားရတော့ဘုံရဲ့ဖြစ်ပါတယ်အဲ့တော့လိုက်ကြည့်ပေးအောင်နော်ဒါကမှလည်းမြင်ရဘူးဒါအကုန်လုံးဒီမှာရှိတဲ့၄ယောက်လုံးက first time ဆိုတဲ့ခါကျတော့အခုကြည့်ဒါဒီဘယ်လိုမျိုးရှိလဲတဟုတ်ရရတော့တကယ်တော့လှလာသူတို့တော့ပြောတယ်နိုင်ငံခြားကန်းချီတိုင်းပဲအများကြီးရိုက်ထားတာရမ်းမိုက်တယ်ဆိုတော့အခုအဲ့ဒီသွားမှာပေးမန်းခံပြီးတော့အဲ့တော့ like ခဲ့အောင်နော်တောင်းချင်ပါဘူးဒီညလေးမှာကတပုံရိုက်လို့အရင်လှတယ် ဆန်းဆန်းလေးနဲ့ကြည့်လို့အရန်ကောင်းတယ်။အာနောက်ထပ်ကောင်းတာကချစ်သူဆုံးတွဲတွေ AC လမ်းလျှောက်ပြီးအပန်းဖြေလို့ကောင်းတဲ့နေရာလေးလို့ဆိုဖီးယားကတော့မြင်ပါတယ်။တနေ့ကကမ်းခြေမှာလဲပြီးတော့ဘလို့ဖြစ်သွားရလဲညဘက်ရောက်တော့ down မှာညဘက် down သွားတဲ့အချိန်မှာပူကန်ထဲမှာ let down နေရခုပေါကဝိုင်းဖြစ်သွားလားပေါကဝိုင်းဖြစ်သွားတယ်။ဒီကိုရေးချက်ဖီယိုဝေးတော့ ခန်းဝမှာစောင့်ပြီးတဲ့အချစ်ကလေးတွေ morning morning ma morning အခုဆိုဖီယာတို့ကတော့ day 1ရဲ့ breakfast နော် breakfast ဆောင်မှဖြစ်တယ်ဒီမှာကတော့ဧည့်သည်တွေတိတ်မလာတဲ့အခါကျတော့ဟိုပုံမှန်လိုမျိုး buffet တွေပိုင်းတော့မရအောင်ဒီလိုကိုယ်ရစားချင်တဲ့ဟာကိုမေးလာပြီးတော့ manager နဲ့စီစဉ်ပေးရအောင်ဆိုတော့ဒီမှာလည်းကိုယ်ရပဲရှိတယ်ဟုတ်တယ်သူက၄ရောက်ပဲရှိရနော်ဒီမှာလည်းကိုယ်ရပဲရှိတယ်ဆိုတော့၄ရောက် private private ငားလိုက်တော့ နေခါကျတော့ကိုလေးပဲဟိုကိုလေးကနားလဲပြီလုတ်ချင်သူလို့လုတ်နေရပါဘူးအားကြီးအကြောင်းဟာရိုင်းမော်လို့မြန်မာအကောင်းဆုံး service ပေးပါဘာတွေဘာတွေလုတ်ပေးလဲအခုဒါငွေ6သူကြော်ပေးတယ်ဒါတော့ကိုလေးကသမင်းကြော်စားမယ်ဆိုသမင်းကြော်အချင်းလေးတီယိုစီလေးနဲ့ပါအားသေးချာကြော်ပေးထားတယ်နော်ဟုတ်ကဲ့ကြော်မူးနေတယ်ကြော်ကြော်ပြီးတော့အထဲမှာလည်းကြောက်ဆန်ကြော်နေတယ်သမုတ်ခောက်ဆွဲကြော်လားအဲခောက်ဆွဲကြော်နေတယ်ဆိုတော့ချိုးပွဲတွေပါရချပြီးတော့မကုန်မြော်နေတာပေါ့အဲ့ဆို စားလိုက်အောင်မစားလိုက်အောင်ပဲနော်ပြီးကြရင်နေနေရောပြီးကြရင်ဆိုပြန်ဒါစားပြီးတစ်ခုလုံးမှာဒါရိုက်ပြတယ်โอเคโอเคโอเคဒါကြတော့ဒီမှာပဲလုပ်လို့ရတယ်ဟိုဘက်ကန်ချီဆိုလုံးလို့မရဘူးဟာကြတော့တပန်းသမန်လေးသမန်လေးရောလိုက်ကလေးတီးပါအောင်ဟဲ့အေးရွေးဦးဟဲ့အမှန်တကယ်လို့လည်းမပြော မရွေးဘူးမရွေးဘူးရိုမီယိုရေတူမေးလိုက်ပါအောင်ဆိုဖီယာဒီတမန်လီစီယာဒေးဝန်ခီးစင်မှာစိုက်ဆုံးဖီလင်းနေရာတစ်ခုလို့ပြောလို့ရတယ်ပြီးတော့ဆိုဖီယာဒါပထမအောင်ဆုံး experiment ပျော်စရာအရင်ကောင်းနေစီရတာ ရဲ့ core review result မှာနေခဲ့တဲ့ deep vlog လေးကတော့ဒီမှာနေပြပါပြီ။အဲ့တော့အချင်းချင်း review လေးကို Sophia ပြောရမယ်ဆိုရင်ဒီမှာကဇုံတွဲနှစ်ယောက်ထဲလာချီးခြင်းတဲ့သူတွေ၊ romantic ဆန်ဆန်ခံစားခြင်းတဲ့သူတွေ၊လွတ်လွတ်လပ်လပ်တပ်ပုံရိုက်ခြင်းတဲ့သူတွေပြီးတော့အဖွဲလိုက်လွလွလပ်ကဲခြင်းတဲ့သူတွေလာလို့ကောင်းနေနေရလို့ဆိုပြမြင်မိပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဆိုဖီးယားရဲ့ချောင်းသာဘလော့ဖတ်တူးလေးကိုလည်းအဆုံးကြည့်ပြီးကြပါအောင်နော်။